င်္ဂလာပါရှင်24နာရီတွင်ဆန္ဒပြုပါမယ်ဆိုတဲ့ဤလေးတစ်ခုကို တွေးရှိလို့ကျမလည်းစမ်းသပ်ကြည့်ပါတယ်တငယ်ချင်း၃ရောက်လောက်စမ်းကြည့်ကြလဲအဲအောင်မြင်ကြရပေါ့နော်ကျမတို့အားလုံးရဲ့စန္ဒကတော့ကြီးကြီးမားမားကြီးမဟုတ်ကြပါဘူးဒါကြောင့်မို့ရူးရှင်းတဲ့တာမန်စန္ဒများဆိုရင်တော့တကယ်ကို24နာရီတွင်မှပြည့်ပါတယ် အဲ့ဒီလိုမီလီယံနာဖြစ်ပါစီဆိုတဲ့ဆန္ဒမျိုးတော့ကျွန်မလည်းမပြောတတ်ဘူးဒါပေမဲ့တာမန်ဆန္ဒတစ်ခုပေါ့နော်လိုနေတဲ့ငွေကိုရဖို့လိုအိမ်ပြောင်းချင်တာတို့အိမ်ရှာနေရတို့ချက်တဲ့သူအမြန်လာဖို့တို့ဟိုလက်ထက်ခွင့်တောင်းပါစီစသည်ဖြင့်ပေါ့နော်ဒီလိုတာမန်နေစဉ်ဘဝတွေကဆန္ဒများဆိုရင်တော့တကယ်ကိုပြည့်နိုင်ပါတယ်24နှစ်အတွင်းပြည့်ပါတယ်ဘာလို့လဲဆိုရင် ရေတဖန်ခွက်လိုပါတယ် ဒါမှမဟုတ်ရင်လည်းရေပလင်းပေါ့နော်။သူမဟုတ်ရေတပူးပေါ့။အဲ့ဒါလိုတယ်။ပြီးတော့စာရွက်အဖြူနဲ့ရေးစရာမှင်းအနီလိုပါတယ်။မြည်သည့်နေ့မြည်သည့်အချိန်မြည်သည့်နေရာမှာမစိုးပြုတ်လုံနိုင်ပါတယ်။စာရွက်အဖြူပိုင်းလေးပေါ်မှာပထမဆုံးရေးရမှာတင့်ရဲ့နာမည်ပါ။နာမည်အောက်မှာဒုတိယတစ်ချောင်းမှာ7 2 1 8 4 2 8ဆိုပြီးတော့ရေးပါနောက်ဆုံးတစ်ချောင်းမှာတော့တင့်ဆန္ဒကိုရေးပါမြ мян နဲ့တွေ့ပါစေလို့အကျွေးအမြန်ဆက်နိုင်ပါစေလို့ဘယ်သူရှိရငွေရပါစေစသဖြင့်ပေါ့နော်တင့်ဆန္ဒကိုအတိုးချုပ်ရေးလိုက်ပါအဲ့ဒါပြီးရင်တော့အဲ့စာရွက်အပိုင်းလေးပေါ်မှာတင်းရဲ့ရေးဖန်ခွက်ဖြစ်ဖြစ်ရေးဘူးဖြစ်ဖြစ်အဲ့ဒါကိုတင်ထားပါပြီးတော့အဲ့ဒီရေကိုတဖြည်းဖြည်းချင်းတောက်ပါ တချိန်နဲ့အကုန်မတော့ရပါဘူးရေတဖန်ကွက်တင်ထားရဆိုရင်လေတချိန်လောက်တောက်လိုက်နောက်တစ်ခါတချိန်တောက်လိုက်ပေါ့နော်တောက်တဲ့အခါတိုင်းမှာတော့တင်ရစမ်းနာကိုတင်ရမြင်နေရမှာ哦စာရွက်ပေါ်မှာရေးထားတာကိုမြင်ရမှာဖြစ်နေတဲ့အတွက်ပေါ့နော်အနည်းဆုံးတော့၃ချိန်ခွဲပြီးတောက်ပါပြီးရင်တော့အဲ့ဒီစာရွက်ကလေးကိုလွှမ်းပစ်လိုက်လို့ရပါတယ်ဒါမှမဟုတ်တင်ထားရင်လည်းဖြစ်ပါတယ်အဲရေးဖန်ကွက်ကတော့ပြန်သုံးလို့ရပါတယ် စမ်းကြည့်ပါရှင်ကျေးဇူးတင်ပါတယ်